အာဆင်နယ်အသင်းရဲ့အင်္ဂလန်တိုက်စစ်ကစားသမားမတ်စ်တောင်မန်ဟာချန်ပီယံလိပြိုင်ပွဲမှာအသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ်စံချိန်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။အာဆင်နယ်အသင်းကစလာဗီးယားပရက်စ်ကို၃ဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာမတ်စ်တောင်မန်ဟာပွဲချိန်82မိနစ်မှာလူစားဝင်ကစားခွင့်ရခဲ့ပြီးသူ့အနေနဲ့အသက်15နှစ်နဲ့308ရက်သားရှိသေးတာကြောင့်အခုလိုစံချိန်တက်ကိုပိုင်ဆိုင်ခဲ့တာပါ။ အရင်ကချန်ပီယံလိမှာအသက်အငယ်ဆုံးကစားသမားအဖြစ်စံချိန်တင်ထားသူက2020ရောကဒေါမွန်အသင်းအတွက်ပွဲထွက်ကစားခဲ့တဲ့မူကိုကို16နှစ်18ရက်ဖြစ်ပါတယ်။ဘာစီလိုနာကစားသမားယမာက2023ခုနှစ်မှာအသက်16နှစ်68ရက်နဲ့ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ်ရပ်တည်နေခဲ့ပြီးအခုမတ်စတောင်မန်ကအားလုံးကိုကြော့ဖြတ်ပြီးချန်ပီယံလိသမိုင်းတလျှောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့တာပါ။မတ်စတောင်မန်ဟာအသက်18နှစ်မပြည့်သေးတာကြောင့်အာဆင်နယ်အသင်းနဲ့စကောလာရှစ်စာချုပ်သာချုပ်ဆိုနိုင်သေးပေမဲ့ အသင်းရဲ့အနာဂတ်မှာတေချာပေါက်ရှိနေမဲ့သူဖြစ်ကြောင်းအာဆင်နယ်နည်းပြအာဒီတာကပြောကြားထားပါတယ်